အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပုဒ်ရာပြင်းမြဝေဆွေးနွေးပေးခြင်းတာက Honor Fit GP1 မှာ ကြုံတွေ့ရတဲ့ IMMI နဲ့ Charging Mi Link နဲ့ပြဿနာတွေပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပုဒ်ရာပြင်းမြဝေဆွေးနွေးပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ဒီ Honor Fit GP1 က workshop ကိုရောက်ရှိလာတဲ့အကြောင်းရင်းလေးကိုရှင်းပြပေးခြင်းပါတယ်အဲ့တော့ဒီကားက workshop ကိုရောက်ရှိလာတဲ့အကြောင်းရင်းကတော့ battery လဲကျင်လို့ဆိုပြီးတော့ workshop ကိုရောက်ရှိလာတဲ့ကားပါသူကဒါကတော့ customer ရဲ့ တောင်းဆိုချက်ပေါ့နော် customer တောင်းဆိုချက်ကတော့ကားက battery အားနည်းနေတဲ့ပုံစံမျိုးဖြစ်နေတယ် battery ကိုစစ်ပြီးတော့လိုအပ်တယ်ဆိုရင် battery လဲပေးပါဆိုပြီးတော့တောင်းဆိုတယ်ဒါနဲ့ပဲ battery ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာ battery ရဲ့ဘိုးကအိတ်ဘိုးတာတာပဲရှိတယ်အဲ့တော့ဒါကတော့ battery ဝင်နေတဲ့အနေအထားမျိုးလည်းဖြစ်တယ်လို့ battery tester နဲ့စစ်ကြည့်လိုက်တဲ့အခါမှာ battery ရဲ့ SOA ကလည်းတော်တော်လေးကျနေတာဆိုတော့ battery ကိုလဲမှပဲရမယ်ပေါ့နော်အဲ့တော့ battery ကိုမလဲခင်မှာလေကားက IMEI လင်းနေတယ် charging မီးတွေလင်းနေတယ် ဒီကြီးချက်တွေကဘက်ထရီမကောင်းတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါနဲ့ပဲဘက်ထရီဟိုးအသစ်ကိုလဲလိုက်တယ်လဲလိုက်တဲ့အခါမှာလည်းအင်ဂျင်ကတော့ဒေါဝီပဲနှိုးလို့ရတယ်ဒါပေမဲ့ကားရဲ့တိုင်ခွက်မှာ IMEM လင်းကလည်းလင်းနေတယ်ခြာကျင်မီကလည်းတွဲပြီးတော့လင်းနေတယ်အဲ့တော့ဒီဘက်ထရီအားအဝင်ကိုစစ်ကြည့်တဲ့အခါမှာလည်းခြာကျင်မဝင်တာကို တွေ့ရတယ်။အဲ့တော့ဒီ Honda ကားတွေမှာကသူ့ရဲ့ Hybrid စနစ်လုံးလုံးတဲ့ပုံစံကဘယ်လိုလုပ်တာလဲဆိုတော့ IMA လို့ခေါ်တဲ့ Integrated Motor Assist ဖြစ်တဲ့အတွက် ပုံမှန် ICE engine တွေလိုပဲ engine gear နဲ့ကားဘင်းတွေကိုပုံမှန်မောင်းမိတယ်အဲ့လိုမောင်းမိတဲ့အနေအထားမှာ IME ကဘာလုပ်ပြီးလဲဆိုတော့ engine ရဲ့ယုံအားကိုဝိုင်းကူပြီးတော့သူကယုံမိတဲ့သဘောမျိုးဖြစ်တယ်အဲ့တော့အဲ့ဒီ motor ကို gear ပေါက်နဲ့ engine ရဲ့အဆက်ကြားမှာတက်ဆင်ထားတယ်တက်ဆင်ထားပြီးတော့မှ engine ကနေပြီးတော့ဝင်ယုံတဲ့အခါမှာ motor ကနေပြီးတော့ဝိုင်းကူယုံပြီးတဲ့အတွက်စီစားအရန်တက်တာတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဗောဗျာအဲ့လိုမျိုးဆိုတော့ ဒီကားမှာကအဲစတက်မော်တာတော့ပါတယ်ဒါပေမဲ့အင်ဂျင်နှိုးတဲ့အချိန်မှာ hybrid battery ကနေပြီးတော့မှအားကိုယူပြီးတော့အဲ့ဒီမော်တာကနေပြီးတော့မှအင်ဂျင်ကိုလှည့်ပြီးနှိုးလိုက်တယ်အဲ့အတွက်ကျွန်တော်တို့ကစတက်ဆွဲလိုက်ပြီဆိုလို့ရှိရင်ပုံမှန်ကားအင်ဂျင်တွေလို့စတတာမော်တာလေတံကိုမကြားရဘူးအဲ့ဒီဒီ hybrid battery ရာနေပြီးတော့ပဲသူကလှည့်ပြီးတော့နှိုးသွားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အင်ဂျင်ကဘက်ကနေဆိုနှိုးသွားတဲ့ပုံစံမျိုးပေါ့ဗျာဒီစတတာမော်တာလေနေတဲ့ ကြိတ်တန်ဒီလေတန်ဒီတိတ်ပြီးတော့မကြားဘဲနဲ့အင်ဂျင်ကနိုးသွားတယ်။ဒါပေမဲ့ IME စနစ်နဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားပြစ်ချက်ဖြစ်တယ်ဆိုရင် hybrid battery ကလည်းအလုံးမလုံးဘူးသူ့ရဲ့ control စနစ်တွေလည်းအလုံးမလုံးဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့တွဲဖို့ battery ကနေပြီးတော့ပဲသူကဒီ step motor ကအာအဲ့ဒီတွဲဖို့ battery အားကိုယူပြီးတော့ engine ကိုနှိုးပေးတယ်ဒါပေမဲ့ဒီကားမှာကကြတော့အဲ့လိုမျိုးမနှိုးပေးဘဲနဲ့ hybrid battery အားကိုပဲယူပြီးတော့ နှိုးပေးတာဖြစ်တယ်။အဲ့တော့နှိုးပေးတာဖြစ်တဲ့အတွက် IMA နဲ့ပတ်သက်တဲ့ကြီးကြီးမားမားအေရာတော့ရှိမှာမဟုတ်ဘူးလို့တော့ယူဆတယ်ပေါ့ဗျာ။အဲ့တော့နောက်တစ်ချက်အနေနဲ့ကကြတော့ဒီ IMA စနစ်မှာကသူ့မှာပေါ့နော်ဒီ alternator လို့ခေါ်တဲ့ dynamo လည်းမပါဘူး။ dynamo မပါတဲ့အတွက် twelve volt battery ကိုအာသွင်းပေးဖို့အတွက်ဘယ်ကနေအာသွင်းပေးလဲဆိုတော့ကျွန်တော်တို့ဒီနောက်က high voltage battery ရှိတယ်။အဲ့ဒီ high voltage battery ကအားကို DC DC converter ခံလိုက်တယ်။ DC DC converter ခံပြီးတော့ ပြောမယ်ဆိုတော့တရားဘိုးအထက်ပေါ့ဗျာအဲ့ဒီဘိုးရှိရဲ့အားကိုသူကတွဲဖို့အဖြစ်ပြောင်းပေးပြီးတော့တွဲဖို့ဘက်ထရီလေးကိုအားသွင်းပေးတာဖြစ်ပါတယ်အဲ့တော့ဒီ IMA မီလင်းနဲ့ခြာကြည့်မီလင်းနေတယ်ဆိုတော့ပြစ်ချက်မှာဆိုလို့ရှိရင်သူက IMA ဘိုင်းမှာကြီးကြီးမားမားမဟုတ်ဘဲနဲ့ခြာကြည့်ဘိုင်းမှာပြစ်ချက်ရှိနေတာမျိုးဖြစ်နိုင်တယ်ပေါ့အဲ့ဒါလည်းပဲကျွန်တော်တို့က Honda ကားတွေမှာဖြစ်လိဖြစ်တာရှိတဲ့ဟာတစ်ခုကလည်းအဲဒါကုတ်ကျန်နေတယ်ဆိုလို့ရှိရင်အဲ့ဒီပြစ်ချက်ကမပြောက်ဘူးပြီးတော့ဒီမီးတွေကလည်းမပြောက်တဲ့ပြဿနာမျိုးကရှိတယ် ဲ့တော့ဒီ Honda တွေမှာပြည့်ချက်ကုန်တွေဖြတ်တဲ့အခါမှာလည်းတော့ဖွင့်ပြီးတော့ဖြတ်ရတာမျိုးနောက်တစ်ချက်ကသူတို့တော့ပိတ်ပါဆိုရင်ပိတ်ရတယ်တော့ဖွင့်ပါဆိုရင်ဖွင့်ရတယ်ပေါ့နော်သူရဲ့ဒီ engine နှိုးထားတဲ့အချိန်မှာဖက်မြင်ဖြတ်နေရတဲ့အနေအထားမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ diagnostic scan ထိုးတယ်ထိုးပြီးတော့မှပြည့်ချက်ကုန်ကိုဖတ်တယ်ဖတ်ပြီးတော့ပြည့်ချက်ကုန်ကို ဖြတ်ကြည့်တယ်ပေါ့နော်လုံးဝအဆင်မပြေဘူးမပြတ်ဘူးအဲ့တော့သူ့ရဲ့တက်လာတဲ့ပြည့်ချက်ကုန်ကဘာကုန်လဲဆိုတော့ DDC ကုန်အနေနဲ့ P 1448 မြင်းဆောင်63ပေါ့နော်အဲ့တော့ p delicious ဆိုတဲ့ပြည့်ချက်ကုတ်ကားကြတော့သူကဖြစ်နိုင်တာကနှစ်ပိုင်းဒီ hybrid ကားတွေမှာဆိုရင် Honda hybrid တွေမှာဆိုရင် p delicious ကကြတော့ IBU လို့ခေါ်တဲ့ intelligent power unit IBU module fan ရဲ့ပြည့်ချက်ပြောမယ်ဆိုရင်တော့ဒီ hybrid စနစ်ကိုအေးခံပြီးတဲ့ hybrid battery တွေ inverter တွေကိုအေးခံပြီးတဲ့ IBU fan ရှိတယ်အဲ့ဒီ fan ရဲ့အဲ့ဒီ fan နဲ့သက်ဆိုင်တဲ့ပြည့်ချက်မျိုးပေါ့နော်ဒါမှမဟုတ်ရင် hybrid စနစ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ P 1448ဆိုတဲ့ပြည့်ချက်ကုတ်က EVAB စနစ်ရဲ့ပြည့်ချက်ဖြစ်တယ် EVAB ဆိုတာက evaporative emission control system ပေါ့ဗျာအဲ့ဒီစနစ်ရဲ့ပြည့်ချက်ဖြစ်နိုင်တယ်အဲ့တော့ဒီကားမှာကကြတော့ IMA စနစ်ဖြစ်တယ် hybrid စနစ်ဖြစ်တယ်အဲ့တော့ဖြစ်နိုင်တာက IPU သူ့ရဲ့နောက်မှာတက်လာတဲ့ကုတ်ငင်းဆောင်63နဲ့ပါလာတယ်တက်လာတဲ့ကုတ်အရဆိုလို့ရှိရင်လေ intelligent power unit IPU module fan 4ဆိုပြီးတော့သူကပြတယ် ဲ့တော့ဆိုရင်တော့တည်ကြတယ်ဒါဆိုရင်တော့အဲ့ဒီရဲ့ပန်ကာကကားရဲ့နောက်ထဲမှာရှိမယ်ညာတော်ပြင်ကတော့ဒီနောက်အဲညာဘက်ချမ်းမှာရှိရှိမရှိရင်အတွင်းထဲမှာရှိပေါ့เนาะအဲ့တော့ဒီကားမှာဆိုလို့ရှိရင်တော့ GP1 မှာကအတွင်းထဲမှာရှိတယ်အဲ့တော့အတွင်းထဲမှာရှိတဲ့အတွက်ပန်ကာကိုကျွန်တော်တို့ကမဖြုတ်ခင်မှာဘယ်လိုမျိုးအရင်ဆုံးစမ်းသပ်လဲဆိုတော့ပန်ကာကိုဒီ scan do နဲ့ပေါ့เนาะ edit တဲ့ထဲကနေပြီးတော့ IBU fan ကိုမောင်းကြည့်တယ် ်မောင်းကြီးတဲ့အတွက် IBU fan ကိုမောင်းကြီးတဲ့အခါမှာ face ဆိုပြီးတော့ပြတယ်လုံးဝမလည်ဘူးပေါ့နော် IBU fan ကိုကျွန်တော်တို့က editor နဲ့ဆန်းလို့ရှိရင်သူက speed 3မျိုးနဲ့ပြပေးတယ် low speed medium speed high speed ဆိုပြီးတော့သူက speed 3မျိုးနဲ့ပြပေးတယ်ဒါပေမဲ့သူကလုံးဝကိုမလည်တာပေါ့ဗျာနော်အဲ့လိုပုံစံမျိုးဟို face ဆိုပြီးတော့ပြတာဖြစ်တဲ့အတွက် IBU fan နဲ့ပတ်သက်ပြီးတော့လေတံလည်းမကြရဘူးဒီပြစ်ချက်ဖြစ်နေတယ်ဆိုတာကိုသိတာနိုင်တယ်အဲ့တော့ panda ရဲ့ ပန်ကားပေါ့နော်ဒီ IPU fan မလဲတဲ့အတွက်ဘာဖြစ်လဲဆိုတော့ high voltage battery ရဲ့အပူချိန်တွေကလည်းညှင့်တက်နေတယ်။နောက်ဒီပေါ့နော်သူ့မှာရှိနေတဲ့ DC DC converter တွေရှိမယ် inverter တွေရှိမယ်အဲ့ဒါတွေအကုန်လုံးရဲ့အပူချိန်ကလည်းညှင့်တက်နေတာဖြစ်တဲ့အတွက်သူက IMEMI လင်းနေနောက်တစ်ချက်အနေနဲ့ကကြတော့ charging မဝင်တဲ့အတွက်သူက charging မီးတွေပါလင်းလာတာ IPU fan ပြည့်ချက်ပြည့်ရင်သူက charging ကဝင်မှာမဟုတ်ဘူး။ဒါကြောင့်ပဲဒီပြဿနာဖြစ်နေတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီ P1008 မြင်းဆောင်63ဆိုရဲကုတ်နဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်ဖြစ်နိုင်တာကတော့ IB fan တခုတည်းတော့မဟုတ်ဘူးဒါပေမဲ့ Honda Hybrid တွေမှာဆိုရင် အများဆုံးကြုံရတာက IBU fan နဲ့ပတ်သက်တဲ့ပြစ်ချက်အများဆုံးကြုံရပါတယ်အဲ့လိုမျိုးဆိုတော့ IBU fan မှာပဲအများဆုံးကြုံရတဲ့ပြစ်ချက်ပေါ့ဗျာအဲ့လိုမျိုးမြန်ဖြစ်သလားဒါမှမဟုတ်ရင်တခြားပြစ်ချက်တွေပဲဖြစ်သလားပေါ့နော်သူ့ရဲ့ဖြစ်နိုင်တဲ့ပြဿနာတွေမှာဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ MCM လို့ခေါ်တဲ့ Motor Control Module နဲ့ IBU fan ရဲ့ဂျားထဲမှာကျိုးလိုင်း connection ရှိတယ်အဲ့ဒီကျိုးလိုင်း connection တွေ ်ပြစ်ချက်ဖြစ်နေတယ်လူဖြစ်နေတာတို့ကြိုးပြက်နေတာတို့တခုခုပေါ့နော်အဲ့ဒီ MCN control group နဲ့ IBU fan ရဲ့ control ကြားထဲမှာပြစ်ချက်ဖြစ်တယ်ဆိုရင်လည်းဒီလိုပြဿနာမျိုးကြုံတွေ့နေနိုင်တယ်။နောက်တစ်ချက်က IBU module နဲ့ပတ်သက်ပြီးတော့အဲ့ IBU fan module နဲ့ ground joy ရဲ့ကြားထဲမှာပြစ်ချက်ရှိနေတယ်ဆိုလို့ရှိရင်လည်းဆက်သွယ်မှု connection ပြတ်နေတယ်ဆိုလို့ရှိရင်လည်းဒီလိုပြဿနာမျိုးဒီပြစ်ချက်ကုတ်မျိုးတက်စေနိုင်တယ်။နောက်တစ်ချက်အနေနဲ့က MCN ရဲ့အနေထားဒီ motor control module ရဲ့ software ဘိုင်းပျက်စီးမှုတွေနောက် circuit ဘိုင်းပျက်စီးမှုတွေဆိုရင်လည်း PE delay 8ဆိုတဲ့ပြည့်ချက်ကိုတက်စီနိုင်တယ်နောက်တစ်ချက်ကတော့ IBU fan နဲ့ပတ်သက်တဲ့ပြည့်ချက်ပေါ့ဗျာနော်ဒီ IBU fan နဲ့ပတ်သက်တဲ့ပြည့်ချက်ဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီလိုအလားတူပြဿနာမျိုးကြုံတွေ့နေနိုင်ပါတယ်เนาะအဲတော့အခုဒီကားမှာကြုံရတဲ့ပြည့်ချက်ကတော့ IBU fan နဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ပြစ်ချက်ပါဒါကြောင့်ပဲကျွန်တော် IBU fan နဲ့ပတ်သက်ပြီးတော့အဲ editor နဲ့စမ်းကြည့်တာပေါ့နော် editor နဲ့စမ်းကြည့်လိုက်လို့ editor မှာ ် IMU fan ကလုံးဝလဲတာမရှိဘူးပုံမှန်ဆိုလို့ရှိရင်တော့သူက low speed ကအဲ800အထက်လောက်လဲတယ်ပေါ့ဗျာ800နဲ့1500ကျော်လောက်လဲတယ် medium speed ဆိုရင်1500နဲ့1500ကျော်လောက်လဲတယ် high speed ဆိုတော့1500အထက်လောက်လဲမှာပေါ့ဒါပေမဲ့တကယ်တမ်းတော့သူက2000အဲ2500မကျော်ပါဘူးသူလဲနေတာ2500ဘဝင်ကျင်လောက်နေပဲလဲတယ်ပေါ့ဗျာเนาะအဲ့တော့ဒီ IBU fan ကိုဘယ်ကနေခိုင်းလဲဆိုတော့ MCM control ပေါ့เนาะဒီ MCM motor control module အဲ့ဒီကနေပြီးတော့သူက IBU fan ကိုလှမ်းခိုင်းတယ် လှမ်းခိုင်းတော့သူကဘလောက်ဘိုးလောက်နေလဲဆိုတော့10.5ဘိုးလောက်ပေးပြီးတော့သူကခိုင်းပေးနေတာအဲ့တော့ခိုင်းပေးတဲ့နေထားမှာဒီ MCM ဘူးကတော့ခိုင်းပေးမယ်လေဒီကျွန်တော်တို့ အဲ IBU fan ရဲ့ control booth ကအလုံးမလုံးတာဗောနော်အလုံးမလုံးတာကြောင့်အဲ motor မလဲတဲ့ပြဿနာမျိုးကြုံတွေ့ရတာဖြစ်ပါတယ်သူ့ရဲ့ဒီ IBU fan ရဲ့ဒီ circuit လေးကဒီလိုပုံစံမျိုးလေးဗောနော်ဒီလိုပုံစံမျိုးလေးပါအဲ့ဒီမှာဆိုလို့ရှိရင်တော့ဗျာသူက resistor တွေ capacitor တွေနေပါတယ် transistor တွေပါတယ်အဲဒီမှာတော့ဖြစ်သွားတော့ဒီ transistor တွေနေရတော့ကောင်းတယ်ဒါပေမဲ့ဒီ capacitor တွေပြတ်သွားတာဗောနော်အဲ့တော့ capacitor ပဲပြက်ပြက်ဒီ transistor တွေပဲပြက်ပြက်အဲဒီလိုပြဿနာမျိုးကတော့ကြုံတွေ့နေနိုင်ပါတယ်အဲ့တော့ဒီကားမှာဆိုရင်တော့ ြာလဲပြီးလိုက်တာပေါ့နော်စက်ကစ်ပြာလဲပြီးလိုက်တယ်စက်ကစ်ပြာလဲပြီးလိုက်တော့အဆင်ပြေသွားတယ်ဒါပေမဲ့လဲပြီးလိုက်တယ်ဆိုတော့လွယ်ကူကူတော့မဟုတ်ဘူးပေါ့ဗျာ तू ကဖြုတ်ရတာတွေအများကြီးပေါ့နောက်ဖုံးလှက်တယ်လှက်ပြီးတော့မှဘက်ထရီတော့ဖြုတ်เสียရမလို့သူ့ရဲ့ဘေးနားနောက်ကက်ရက်မှာအဲအဲ့ဒီပန်ကာကိုတက်ဆင်ထားတယ်ပန်ကာနဲ့ဒီသူ့ရဲ့မော်တာနဲ့တခါတည်းတွဲရက်ပေါ့နော်ဒီ circuit နဲ့ကတွဲရက်ဖြစ်ပါတယ်အဲ့တော့တွဲရက်ဆိုတော့ကျွန်တော်တို့ကဒါကိုပဲဖြုတ်ပြီးတော့လဲပြီးလိုက်တဲ့အချိန်မှာ လုံးဝအဆင်ပြေသွားတယ်အဲ့တော့လဲပြီးတဲ့အချိန်မှာဘာလုပ်လဲဆိုတော့သူ့ကို editor နဲ့အရင်ဆန်းကြည့်လိုက်တယ် editor နဲ့ဆန်းကြည့်လိုက်တဲ့အခါမှာအဲပန်ကာက low speed မှာရော medium speed မှာရော high speed မှာရောတွန်သူအကုန်လုံးလဲသွားတယ်အဲ့တော့ပန်ကာကပြီးတော့တောက်လျှောက်နေပါလဲနေတယ်ဘာကြောင့်တောက်လျှောက်နေပါလဲနေတယ်ဆိုတော့ကားကဒီ IPU fan မလဲဘဲနဲ့တုံးထားတာဖြစ်တဲ့အတွက် battery ကလည်း အဲတအားအပူချိန်တက်နေတယ်။နောက်သူ့ရဲ့တက်ဆိုင်ရာ control ဘူးတွေ inverter တွေကလည်းအပူချိန်တက်နေတဲ့အတွက်ပန်ကာကတောင်းလျှောက်လေတယ်။လေပြီးတော့သူကပန်ကာကကြတော့လေတဲ့ပုံစံဘလို့လေလဲဆိုတော့သူကအပြင်ကလေကိုဆွဲယူဆုပ်ယူပြီးတော့မှအဲဘလို့လုပ်ပြီးလဲဆိုတော့သူကဒီဒီပေါ့နော် battery တို့သူတက်ဆိုင်ရာ control တွေကိုဖြတ်ဖြတ်ပြီးတော့မှလေက motor ရှိကိုရောက်ဒီပန်ကာရှိကိုရောက်ပန်ကာကလေဘူးကိုဆုပ်ထုတ်တာပြောမယ်ဆိုရင်လေကိုမှုတ်သွင်းတာမဟုတ်ဘူးလေကိုသူက ဆုပ်ယူတာပေါ့နော်အပူတွေကိုဆုပ်ယူတာပေါ့အဲ့တော့အပူတွေကိုဆုပ်ယူတဲ့အတွက်ပြင်ပရဲ့လေကအတွင်းထဲကိုဝင်အဲဒီပန်ကာကကြတော့သူကလေဘူးတွေကိုအပြင်ကိုမှုတ်ထုတ်ပြီးတယ်ပေါ့နော်ဒီလိုပုံစံမျိုးလှုပ်ဆောင်ပြီးပါတယ်ဒါကြောင့် hybrid ကားတွေကိုအသုံးပြုတဲ့အခါမှာအကြံပြုချင်တာကတော့ air con ဖွင့်မောင်းစီခြင်းပါတယ်နောက်တစ်ချက်ကသူ့ရဲ့ပန်ကာရဲ့ လေပေါင်းရှိတယ်အဲ့ဒီလေပေါင်းမှာကျွတ်ကျွတ်အိတ်ဒီအာတခုခုပေါ့နော်အဝိစာတွေတင်တာမျိုးမလုပ်စီခြင်းဘူးအဲ့ဒီနေရာဒီမှာသွားပြီးတော့ပိတ်မိတယ်ဆိုလို့ရှိရင်ဟိတက်သွားနိုင်တယ်ဟိတက်တယ်ဆိုတာအရင်ဟိတက်တာမဟုတ်ဘူးဒီ IMA စနစ်နဲ့ပတ်သက်ပြီးတော့ဟိတက်သွားနိုင်တယ်ဒါကြောင့်ပေါ့နော်အဲ့ဒီစနစ်ဟိမတက်အောင်ကျွန်တော်တို့အနေနဲ့တေချာလေး use site စီခြင်းတယ်အဲ့တော့အဲကုန်းဖွင့်ပြီးမောင်းရင်ကားရဲ့အတွင်းကနေကအေးနေတဲ့အတွက်လေအေးတွေကို ပန်ခါကဆုပ်ယူပြီးတော့သက်ဆိုင်ရာလိုင်းတွေကိုပို့ပေးပြီးတော့မှလေးဘူးကိုပဲအပြင်ကိုမှောက်ထုတ်တာဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့အဲသူ့ရဲ့ဘက်ထရီတွေကအပူချိန်တွေမမြင့်ဘူးဘက်ထရီတက်တန်းလည်းပို့ပြီးတော့ရှည်စီတယ်သူ့ရဲ့အင်ဗာတာတွေကွန်ထရိုးဘူးတွေရဲ့တက်တန်းလည်းပို့ပြီးတော့ရှည်စီပါတယ်เนาะအဲ့တော့ဒီ IMA နဲ့ပတ်သက်ပြီးတော့ IBU fan ပြည့်ချက်ဖြစ်တာက တက်တန်းတစ်ခုကြောင့်လည်းပြတ်နိုင်တယ်တက်တန်းတစ်ခုဆိုတော့ဗျာလက်စစ်ပစ္စည်းတွေကလည်းအဲဒါဝါယာရှော့တို့ဘာတို့တစ်ခုကြောင့်လည်းပြတ်နိုင်သလိုတက်တန်းတစ်ခုကြောင့်လည်းပြတ်နိုင်တယ်နောက်တစ်ချက်ကကြတော့လက်စစ်ပစ္စည်းတွေအားလုံးကရေငွေ့ကိုကြောက်တယ်အဲ့တော့ရေငွေ့ရိုက်တယ်ဆိုရင်လည်းပျက်စီးနိုင်တယ်နောက်တစ်ချက်ကရေငွေ့ရိုက်မယ်စားတွေပေါက်မယ်ဒီလိုပြဿနာတွေကြောင့်လည်းပျက်စီးတတ်ပါတယ်เนาะဒါကြောင့်ကျွန်တော်လက်စစ်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ view size စီချင်တာကရေငွေ့မရိုက်အောင်စားမပေါက်အောင်တေချာလေး view size စီချင်ပါတယ် အဲဒီလက်ရှိဖြစ်တဲ့ကားမှာကတော့ကြုံတွေ့ခဲ့ရတာကတက်တန်းတစ်ခုကြာသွားတဲ့အတွက်အဲသူ့ရဲ့ဒီဘောနော circuit မှာ ရှိတဲ့ capacitor တို့နေပေါက်သွားတယ်ပေါက်သွားပြီးတော့မှပဲအဲဒီပြဿနာမျိုးကြုံတွေ့ရတာပေါ့ဗျာနော်အဲ့တော့ဒီကားမှာကျွန်တော်တို့က IPU fan နဲ့ပတ်သက်တဲ့ circuit တွေကိုလဲတယ်သက်ဆိုင်ရာပြည့်ချက်ကုန်ပြီး delay လေးရှိကိုဖြတ်တယ် ဖြတ်လိုက်ပြီးတော့မောင်းကြည့်လိုက်တဲ့အခါမှာကားကအဲလုံးဝဒီ IM မီးလေးပျောက်သွားတယ်ခြာကျင်မီးလေးပျောက်သွားပြီးတော့ဘက်ထရီခြေကတွဲဖို့ဘက်ထရီလေးကိုအားပြန်သွင်းလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ကတွဲဖို့ဘက်ထရီလေးပျက်စီးရတဲ့အကြောင်းရင်းမှာလည်းအားမဝင်တာကြောင့်လည်းပါနိုင်တယ်အားမဝင်ဝင်ရနေပြီးတော့အဲ့ဒီဘက်ထရီလေးကိုအားကုန်အောင်သုံးရနေပြီးတော့ SOE ကြီးကျသွားတယ် အဲ့ဒီကနေပြီးတော့ SOC ကလုံးဝမရှိတော့ဘောနော် SOE တွေကျသွားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဘက်ထရီပါလစ်သွားတယ်ဗောဗျာနော်ဘက်ထရီရဲ့ capacity ကအရေးကြီးပါတယ်တွဲဖို့ဘက်ထရီပဲဖြစ်ဖြစ် high voltage ဘက်ထရီပဲဖြစ်ဖြစ်အရေးကြီးပါတယ်အဲ့တော့တွဲဖို့ဘက်ထရီလေးပြတ်သွားနေပြီးတော့နောက်ဆက်တွဲကဒီလိုမျိုးတွေဖြစ်လာတယ် charging မဝင်တာနေပြီးတော့စတာဗောဗျာနော်ဒါကတော့ Honda Fit GB1 မှာကြုံတွေ့ရတဲ့ IMA မီးလင်းတဲ့ charging မီးလင်းပြီးရောက်ရှိလာတဲ့ဘက်ထရီလဲတဲ့ကားလေးရဲ့နောက်ဆက်တွဲ ကြုံတွေ့ရတဲ့တိချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပူတာပြမျှဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပေးတဲ့တယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။